1989ခုနှစ်မှာမရဏအိမ်ကိုလည်းလာတည်တဲ့အတာလဲစားတဲ့ဗုဒ္ဓဖူးရောက်တာပြီးမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့ကံအရှင်တွေဘလို့ရှိခဲ့လဲနောက်25ခုနှစ်ကိုမကြခင်ဆရာတို့နှစ်ကိုလာကစားတယ်လာကိုရက်ကစားတယ်ရက်ကိုနိုင်ကစားတယ်နိုင်ကိုမိနစ်မိနစ်ကိုစက္ကန့်ဟောအသူရနေမင်းကြီးကရောင်ကြီးထောင်လင်းဆောင်တယ်အသူရနေမင်းကြီးကအရှိဘက်ကနေပြီးတော့အနောက်ဘက်ယွန်းယွန်းရက်ကြည့်ဘူးဥတည်ပြီးတော့နေ့စဉ်တော့ခုံမောင်းသွားတာပေါ့မကြခင်ဆိုဆရာတို့ပြက်ခရင်တစ်ခုရဲ့ကလကာတစ်ခုကိုဖြုတ်လို့ ခရစ်တော်ကိုဆွဲပြီးရေးဆွဲထားတယ်ပြက်ကလေးတစ်ခုနောက်တစ်ခုကိုတတ်တော့မယ်ဆိုတော့ဒါဒီတင်စားပြောနေလဲခုံမှာတော့မဟုတ်ဘူးအဲဆရာကတော်ကြီးကြွကြွပြောနေလို့မကုံမှာမဟုတ်ဘူးအဲ့တော့ဗုဒ္ဓဖုရောက်သားသမီးမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ကံရှင်တွေဘယ်လိုရှိခဲ့သလဲကောင်းရောကောင်းမယ်ထင်ခဲ့သလားကောင်းတယ်ဆိုရင်တော့မိတ်ဆွေဟာတော်တော်ကိုထူးထူးဆန်းဆန်းဖြစ်ခဲ့တဲ့သူမျိုးဖြစ်ပါလိမ့်မယ်အဲ့တော့ဗုဒ္ဓဖုရောက်သားသမီးမိတ်ဆွေများကောင်းတဲ့သူများပါရင်လည်းဆရာကိုမှန်ပေးကြပါဦးကံဆရာရဲ့အရှင်ကြီးကတာမန်တိုင်းမိတ်ဆွေတွေမိတ်ဆွေများပါရင်ဆရာကိုမှန်ပေးကြပါဦး ။ဒါနဲ့စကားမဆက်2026ခုနှစ်အတွက်တနစ်စာဟောစရံတွေကိုဆရာငယ်နားမှာအကျိုးတင်စီးရင်တော့ပေးထားဖို့လိုအပ်ပါတယ်။ထုံးစံတိုင်းပါပဲခင်ဗျာ။မနစ်ကဆရာအဲစီးရင်တော့ကြိုတင်ပေးရမယ်။လူတိုင်းတော့မရနိုင်ဘူး။မနစ်ကလည်းအကုန်မရဘူးထင်တယ်မနစ်ကမရတဲ့မိတ်ဆွေကတော့ဆရာကျွန်မကျွန်တော်မနစ်ကမရလို့ပါမနစ်ကမှပါတယ်ဆိုတဲ့မိတ်ဆွေများအတွက်ကျွန်တော်ဒီနှစ်တိတန်တရှာလေးတော့ပို့ပြီးတော့အချိန်အားပြည့်ရေးပေးထားပါမယ်တော်တော်ဆရာလည်း2025ခုနှစ်ကဟို ဟိုဟိုလှောက်လှောက်ချက်ချာပြောင်းပြောင်းလဲဖြစ်ခဲ့တယ်မန္တလေးရောတောင်ကြီးရောဆိုတော့အခုတော့ဆရာနေပြီးတော့ရောက်နေတာဆိုတော့လက်ခွင့်ပြင်ပြီးပါဆိုတော့ကောင်းပြီဆိုတော့အဲ့တော့တနစ်စာဟောစံကတော့မနစ်ကအတိုင်းပါပဲကုံစည်းနှုံးနေဈေးတက်ပေမဲ့9000ကျပ်ပါပဲခင်ဗျာဒါပေမဲ့ဆရာကတူးချင်းစီကိုတစ်ချာရေးပြတာဖြစ်တယ်ပြင်လာလိုက်ဟောစံတွေလည်းပါတယ်ပြင်အခြားရေတွေရတယ်လည်းပါတယ်ပြင်ဆရာငယ်လက်ဆွဲအိတ်လိုကိုလေးတင်နေတယ်တချို့ကလည်းတန်ပြီလို့ပြောကြတယ်ထားပါလေးဆရာဒါတွေကိုအမှားယူလို့ရကြောင်းနေခွန်ကိုတုံညာနေကိုတုံညာလေးတစ်ချောက်ဝါ Telegram မှာပြောရင်ကဲဗုဒ္ဓဘုရားကိုတာသမီမိတ်ဆွေများ2025ခုနှစ်ကိုတုံးတက်ပြီး2026မှာဘာတွေပြင်ဆင်တင်တယ်လဲဆက် ားရလိုက်ရအောင်ဒီနေ့တော့နဆက်ငါးခုနှစ်ကတော့ Hamis ပေါ့တတော်ကမှာဆိုရင်တော့ကိုကနန်းဟာလား2025ပေါင်းလိုက်ရင်ပေါင်းရင်းနံပါတ်9ရတယ်9ရတယ်ဆိုတော့ကိုကနန်းရရှိတဲ့မိတ်ဆွေတို့ဗုဒ္ဓဘုရားဥဒသမီးမိတ်ဆွေများတေချာပါတယ်ဒီတစ်နှစ်ကတော့ဘာကိုမဆိုစိတ်ပန်းလူပန်းစိတ်မောလူမော ဖြစ်ခဲ့မှာတော့အတိအကျပဲဖြစ်တယ်။ဒါအပြင်အစမဟုတ်မလို့လို့ねအဆုံးသက်ကြတော့ဝါထထဖြစ်သွားတာမျိုးငွေကြီးကိစ္စနဲ့ပတ်သက်ရင်လည်းလက်ထဲမှာဝင်လာရင် မမြဲတာမျိုးလေးတွေဟိုနားဝင်ဒီဘက်ကထွက်လိုက်ဒီနားဝင်ဟိုဘက်ကထွက်လိုက်နေအိမ်နောက်ရေးကိစ္စသားရေးကိစ္စသမီးရေးကိစ္စမိသားစုရေးကိစ္စအတွင်တွင်နဲ့ကိုမိတ်ဆွေတို့အဖက်တင်တယ်ကံကလက်ရှိမှာအသက်ရှူလို့ ရလောက်တဲ့အခြေအနေတစ်ခုလောက်တော့ကျင်းသေးတယ်ရရှိမယ်တိထက်တော့ပို့မယ်လို့ကျွန်တော်မထင်ပါဘူးသို့သောစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့တာကတော့အသေးစားပဲဖြစ်ပြီးတော့အမျော်လင့်ထားသလိုမှန်းကျန်တဲ့နှက်ထွက်မကြိုက်တာမျိုးလေးတွေလည်းအများကြီးကြုံခဲ့မဲ့ကာလဖြစ်ပြီးတော့အမိတ်ဆွေစရဲ့အပေါင်းအသင်းစစ်တွေကိုရရှိပြီးတော့အဖက်တင်တာဆိုရင်တော့မိတ်ဆွေဟောင်း ို့နာမနေပြီးတော့ကို့ကိုတစ်ချိန်လုံးကောင်းမယ်လို့ထင်ခဲ့တဲ့မိတ်ဆွေများအတွက်ကတော့အပြောင်းလဲနဲ့ကံရဲ့စန့်ကျင်ဘက်တွေရရှိပြီးတော့နောက်ကျောကိုဒါနဲ့ထိုးကံရတာမျိုးတွေလူယုံတတ်တာမျိုးတွေတဲ့။အော်ကိုကလွဲရင်လောကမှာဘုဒ္ဓကိုမှမယုံပါဘူးလားဆိုတဲ့စိတ်တွေတော့များစွာဝင်နေမနှစ်ဖြစ်ပါလေ။ငွေကြီးကိစ္စလက်လွန်ထားတဲ့ကိစ္စအပြောင်းလဲလေးတွေဖြစ်လာခဲ့မယ်။ အပေါင်းသင်းမိတ်ဆွေကိစ္စလေးတွေမှာလည်းလူယုံတက်တာမျိုးလေးတွေလူတွေနဲ့တောင်ထိတွေ့ရမှာကြောက်နေတက်တဲ့နှစ်ဖြစ်ခဲ့မှာတော့အကြည်ကြပဲဖြစ်တယ်။သို့တော့ထားခဲ့လိုက်တော့2025မှာမိတ်ဆွေတို့2025ကိုပြန်ကြည့်ရရင်တော့စိတ်ပန်းလူပန်းစိတ်မောလူမောဟိုနေရာလဲကိုပါခဲ့ရဒီနေရာလဲကိုပါခဲ့ရအာဟိုနေရာလဲကိုပါရဒီနေရာလဲကိုပါရဟိုကလဲကိုမပါရင်မပြီးဒီနေရာလဲကိုမပါရင်မပြီးနဲ့ လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေတော့မှဖင်မငိမ့်မဲနဲ့ဟိုနာဆက်ဆက်သွားလိုက်ရဒီနာဆက်ဆက်လှုပ်လိုက်ရနဲ့စိတ်ပန်းလုံပန်းစိတ်မောလုံမောဖြစ်ခဲ့တာတော့အသေးစားပဲဖြစ်ပြီးဒုံနီးမဟုတ်ဒုသူမမဟုတ်ပဲနဲ့မိတ်ဆွေဗုဒ္ဓဘုရားသားသမီးတွေကကန်စတာကောင်းနေဆိုရင်တော့မိတ်ဆွေလူတရာမှာတယောက်လူတစ်ထောင်မှာတယောက်လူတစ်တောင်းမှာတယောက်လူတစ်သိန်းမှာတယောက်သာဖြစ်မယ်ဆိုတာကျွန်တော်ရဲကြီးပြောရတဲ့အတွက်အဲ့ဒီလိုမိတ်ဆွေမျိုးပါရင်လည်းဆရာကမှန်းပြခဲ့ပါအောင်မိတ်ဆွေတို့ကဗုဒ္ဓဘုရားသားသမီးတွေကကန်ကောင်းမဲ့နှစ်များဖြစ်ခဲ့သလားဆိုတာလည်းဆရာကသိချင်ပါရဲ့ ဗရူရဥဒါသမီမိတ်ဆွေတရားဒီ2025ခုနှစ်မှာတော့လုပ်ငန်းကိစ္စအလုပ်တကိစ္စတခုခုမှာရှိတာလေးနဲ့ရောင်ရဲနေတဲ့နှစ်ဖြစ်ခဲ့မှာအသေးချာပဲဖြစ်ပြီးတော့ကို့မှာမျောလင်းချက်တွေဆုံးဖြတ်ချက်တွေငါကဘရူကိုမှမမျောလင်းမယ်ကိုကိုကိုအားကိုးပြီးတော့ရုန်းကန်လာမယ်နှစ်ကိုကိုကိုဘာကိုမဆိုရှည်တန်းတင်တင်တဲ့နှစ်ဘာကိုမဆိုကိုကိုကိုအဲတူတူတိတ်တိတ်နဲ့လှုပ်လှုပ်ဝဝနဲ့အဲလှုပ်ဆောင်တက်တဲ့နှစ်ဖြစ်တာကတော့အဖက်တင်ခဲ့တာအသေးချာပဲဖြစ်တယ်ပေါ့သို့သော် ဆရာရဲ့ငွေကြီးနဲ့ပတ်သက်လို့လည်းအခုထိမမြဲသေးဘူးဆိုတဲ့မိတ်ဆွေများကတော့ဆရာငယ်ရဲ့ငွေမြဲစီရန်ငွေမမြဲသူများ Facebook မှာဖြစ်ပြီးရိုက်ချကြည့်ပါငွေမမြဲသူများငွေမြဲစီရန်ဆိုတဲ့ဆရာလွန်ခဲ့တဲ့2021လောက်ကလာဖြစ်ကောင်းဖြစ်လိမ့်မယ်ဗျာနော်အဲငွေမမြဲသူများငွေမြဲစီရန်ဆိုတဲ့ဗီဒီယိုမီလီယံ7 million လောက်ထိကြည့်မှထင်တယ်ဗျာနော်ကျွန်တော်အင်ဂျီဖြူလေးနဲ့ဆရာပေါက်စာလေးပဲရှိသေးတယ်အင်ဂျီအိတ်ကတ်ထဲမှာတော့ဘောပင်လေးနဲ့အဲ့ဒီရေရီယာလေးလုတ်ပါတကယ်ကိုထူးရှားပါတယ်ဗုဒ္ဓဥရသသမီးတွေငွေမဲစီရန်တော့ရေရီယာလေးပါ အဲဆရာကကြတော့ငွေမြဲစီရန်လို့တိုက်ရိုက်ရရင်တွေ့မှာမဟုတ်ဆရာငယ်ဆိုပြီးတော့ငွေမမြဲသူများငွေမြဲစီရန်လို့ရိုက်လာမိတ်ဆွေတို့တေးကြတယ် အဲ့ဒီရေတရလေးလောက်ကြည့်ပါကျင်းသေးထူးထူးချာချာအပြောင်းလဲလေးနေတူတူသိသိလှုပ်ဆောင်ရမယ်ကာလာအပိုင်းရှားလေးငွေကြီးနဲ့ပတ်သက်လို့မမြဲတဲ့သူတွေငွေကြီးနဲ့ပတ်သက်လို့အပေါက်တရားအဖသောင်းဖြစ်နေတဲ့မိတ်ဆွေများကျင်းသေးတဲ့မိတ်ဆွေတို့ဒီ2025ခုနှစ်မှာညံခဲ့တဲ့မယား2026မှာကံကောင်းခြင်းတွေပါအောင်2025အတွက်လက်ဆောင်လေးပေးလိုက်ခြင်းဖြစ်တယ်အင်မတန်လဲစွမ်းတဲ့အပြင်ကိုဆရာကိုယ်တိုင်တော်မှလှုပ်ထားပါတယ်ဆရာစုံငွေကုန်မှများရဲ့ခေါင်းကြီးကင်နေတတ်တော့အဲ့တော့ငွေမြဲစေရန်အတွက်တော့အဲ့ဒီရေတရလေးလှုပ်ထားတာပေါ့ကောင်းပြီဆိုတော့ ဗုဒ္ဓဖူးရအသားသမီးတွေတော့ဘာမှမပြောခင်မှာမိတ်ဆွေတို့အတွက်အများကစောင့်လို့ရတဲ့အဆောင်လေးတစ်ခုကိုဆရာပေးခြင်းပါတယ်အဲ့ဒါကတော့ချီချီဝေးမဟုတ်ပါဘူးခင်ဗျာဆရာတို့တလက်မလောက်ရှိတဲ့ကတုစာရွက်အပန်းရောင်ကလေးတစ်ခုကိုချာလိုက်ပါချာပြီးတော့ဆရာတို့9000ကျဲကလေးဆွဲလိုက်ပါဘာရောင်နဲ့ဆွဲဆွဲရတယ်9000ကျဲကလေးဆွဲလိုက်ပါအဲ့ဒီ9000ကျဲကလေးကိုပလတ်စတစ်အိတ်လေးနဲ့မီးလေးပိတ်လိုက်ပါ ပလတ်စတစ်မလောင်ခိုင်းဘူးနော်ပလတ်စတစ်အိတ်လေးနဲ့ခတ်တင်းတင်းလေးဆွဲပြီးတော့ကိုကိုတိုင်းလေးမီးလေးပိတ်ပြီးတော့မိမိရဲ့ပတ်စံအိတ်အတွင်းသို့မဟုတ်ရင်အိတ်ကပ်အတွင်းမှာစောင့်ထားပါငွေကြီးဝင်ပါတယ်တကယ်လို့ငွေမဝင်အောင်ပတ်စံအိတ်ကလေးကိုအဲ့ဒီရဲ့ကြဲကလေးကိုငွေဝင်ပါစေဆိုပြီးတော့ပုတ်ပြီးတော့ပါဇက်ကနေနေ့စဉ်လေးပြောပါဂါရာမန်နီယာရို့အဆောင်ရည်ရရို့ဆိုတာဂမ်မီယာရို့ဆိုတာဟာကိုနဲ့လှုပ်ရင်လှုပ်တယ်လို့စွမ်းနဲ့အရာလေးတွေကိုနဲ့လှုပ်ရင်လှုပ်တယ်လို့အကျိုးပေးတဲ့နှစ်ကလေးဖြစ်တာအသေးချာပဲဖြစ်တဲ့တော့မိတ်ဆွေတို့အနေနဲ့ကျင်းသိတယ်ဒီအဲ့ဒီရဲ့ရည်ရရလေးကိုငွေဝင်ပါစေငွေဝင်ပါစေ လက်လက်ထဲငွေမပြိုင်မဖြစ်ဖြစ်သူမဟုတ်ငွေတွေပို့ပြီးတော့အဆင်ပြေစေခြင်းမဖြစ်ဖြစ်ငွေဝင်ပါစေငွေဝင်ပါစေဆိုပြီးတော့ခဏခဏအဲ့ကလေးတွေကိုပုတ်ပုတ်ပြီးတော့ပြောပါဒါဆိုရင်မိတ်ဆွေတို့နဲ့ငွေကြီးတွေဝင်လာပြီးတော့များစွာတိုးတက်ပြီးတော့အထောက်အကူဖြစ်စီမှာအတိအကျပဲဖြစ်ကြောင်းနဲ့ဆရာငွေရဲ့ငွေပွားနည်းဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့9000ကျယ်ကိုအပန်းရောင်ကတ်တူစာရောလင်းတလက်မှ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 လေးတွေကိုလုတ်ပြီးတော့မိတ်ဆွေတို့နဲ့အဲ့ဒါလေးလုတ်ပါကျင်းတည်တဲ့ငွေဝင်ပြီးတော့အထောက်အကူဖြစ်စီမှာအတိအကျပဲဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ချင်ပါတယ်ခင်ဗျာကောင်းပြီဆိုတော့ဆက်ပြောလိုက်ရအောင် 2025ခုနှစ်ထဲမှာဗုဒ္ဓဘုရားဥဒသမီမိတ်ဆွေတဲ့အနေနဲ့ဆရာတို့မကြခင်ဆိုလို့ရှိရင်ဒီဇင်ဘာကိုရောက်တော့မယ်အခုဆိုရင်တော့နိုဝင်ဘာလရောက်ပြီဆရာဒီဗီဒီယိုရိုက်နေတဲ့အချိန်ဆိုနိုဝင်ဘာလလယ်ကျော်ပြီအဲ့တော့လလယ်ကျော်သွားပြီဆိုတော့မိတ်ဆွေတို့အနေနဲ့2025ခုနှစ်ကိုမကြခင်ကုန်တော့မှာဖြစ်တဲ့အတွက်2025မှာတော့မိတ်ဆွေတို့ကန်ညံ့ခဲ့တဲ့နှစ်ရုန်းကန်ခဲ့ရတဲ့နှစ်ဘာကိုမဆိုပုံနေရာလဲကိုပါတီနေရာလဲကိုပါစိတ်တိုင်းမချစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့ရတာကိုဆရာသိတယ်သို့တော့ မိတ်ဆွေတို့အနေနဲ့2020လောက်မှာကန်ဆာတာတိုးတက်စီရန်တို့အခုကနေရဆရာဘလိုရေတရာတွေကြိုတင်ပြင်ဆင်ထားရမလဲဆိုရင်တော့မိတ်ဆွေတို့ခမရရေတံဘူးကလေးတွေလှူတာမျိုးနော်အအလုံးလုံးနေတဲ့သူတွေလမ်းလုံးနေတဲ့သူတွေသို့မဟုတ်လို့ရှိရင်အခုအပြောင်းအသွားလာလုံနေတဲ့မိတ်ဆွေများခရီးသွားရင်ပဲဖြစ်ဖြစ်လမ်းကျော်ရင်ပဲဖြစ်ဖြစ်ရေတံကလေးဘူးပြစ်နိုင်ရင်တော့တစ်ခါလှူရင်28ဘူးတတီကိုလှူစေခြင်းနဲ့28ဘူးတတီကိုရေတံဘူးသေးသေးလေးပေါ့နော်တကယ်လို့မှဆရာရဲ့ဒီထက်ပို့ပြီးတော့လှူခြင်းတယ်ဆိုရင်လည်းလှူလို့ရပါတယ်သို့မဟုတ်လို့ရှိရင်2025ခုနှစ်ထဲမှာလမ်းလေးစုံမှဖြစ်စီ သရုတိတာမှာဖြစ်စေသို့မဟုတ်ရင်မိတ်ဆွေတို့လိုအပ်မဲ့နေရာလေးမှာဆရာတို့ ဂျီအိုးစီကလေးစောက်ပေးတယ်ကုသိုလ်မျိုးလောက်ပါဒါဆိုရင်ကျင်းသေးတယ်2020မှာမိတ်ဆွေတို့ရဲ့ကံကြမ္မာညံ့မှုတွေတောင်မှကံကြမ္မာညံ့မှုတွေမပါလာပဲကန်ဆာတာကောင်းမှုတွေကျင်းသေးရရှိမဲ့ကာလဖြစ်ပြီးတော့အဲဆရာပြောတဲ့ဟိုဆွမ်းနာလူပဲမိတ်ဆွေတို့နေနဲ့ဟိုအမိတ်ပြန်တန်းရေတရားဆိုတာလေးရှိတယ်မသိရင်ရိုက်ရှာလိုက်တကယ်လို့မဟုတ်ရင်ဆရာလာကုန်ကန်ဒီကြရင်ပြန်တင်ပေးမယ်မသိလို့ရှင်လဲအမိတ်ပြန်တန်းရေတရားတို့ပြက်ကရင်ရေတရားလေးလိုက်လုတ်ကြည့်ဖို့လိုအပ်ကြောင်းနဲ့ဗုဒ္ဓဘုရားဥသာသမီမိတ်ဆွေတွေကတော့ထထွေဝေးမြန်မာပြည်ထဲမှာ9ရက်သာသမီပဲရှိတဲ့အတွက်တူတူပဲဆိုတာလေးနဲ့ဗုဒ္ဓဘုရားလည်းရာဟုရာဟုက ဲ့ပုတ်တခုပေါ့တိုးတော့ဂျိုတက်အရာကြည့်မယ်ဆိုရင်တော့ဆရာတို့က100နဲ့ရှင်းနေပြည့်အောင်လို့နှစ်ပေါင်း120တိုင်တိုင်အသက်ရှည်ကြမ်းမအောင်လို့တော့ရာဟုဂျိုတက်12နှစ်ဂျိုတက်28လုံးကိုကြည့်ရင်တော့တမျိုးပေါ့တိုးတော့ဂျိုကြီး28လုံးကိုကြည့်ရင်တော့တမျိုးပေါ့ထားလိုက်တော့ပုတ်တခုကလည်းရာဟုရာဟုကလည်းပုတ်တခုပဲဖြစ်တဲ့အတွက်ဆရာကျွန်တော်ကပုတ်တခုနှစ်ပဲနေတော့ပုတ်တခုပဲလောက်ပါအဲ့ဒီရေတရာလေးသူဆရာလိုက်လို့ပါဒါလေးကိုလိုက်လို့ဖို့လိုအပ်ကြောင်းနဲ့အားလုံးတူတူပဲလိုက်လို့ကြောင်းနဲ့မိတ်ဆွေတို့2026မှာကန်ဆာတာတက်စီဖို့ 2026မှာကန်စတာကောင်းတာတွေကိုကြိုတင်ရရှိအောင်လို့ဘာတွေလှုပ်ထားတင်တယ်လဲဆိုတော့မိတ်ဆွေတို့အနေနဲ့2026ခုနှစ်မှာကန်စတာကောင်းစီဖို့အတွက်2025ခုနှစ်ကစပြီးတော့ဒီဇင်ဘာနိုဝင်ဘာဒီဆရာဗီဒီယိုတင်လိုက်တဲ့စဉ်ဒီဇင်ဘာလောက်ကိုမိတ်ဆွေတို့ကောင်းကောင်းမြင်လိမ့်မယ်ဒီဇင်ဘာလောက်မှာရေတံမှု28ဘူးလှူတာမျိုးသို့မဟုတ်ရေအိုးစင်ကလေးလှူတာမျိုးလုပ်ပေးပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ကန်ဟာတိုးတက်လာပါလိမ့်မယ်ဒါကမှဆရာကြီးကျွန်တော်တို့ကတော့ဆက်ပြီးတော့ညှိလိုက်တဲ့ဆရာရာဘုဒ္ဓဘုရားတော်သမီးမိတ်ဆွေတို့ဒီ2020 ဆရာခုနှစ်ဟာကျွန်တော်တို့ကကန်ညှန့်ခဲ့တယ်ဆရာကြီးဒီတက်ပိုကန်ကောင်းအောင်ဘာတွေလုပ်တင်တယ်လဲဆိုရင်တော့ဆရာတို့မိမိရဲ့တက်စိတ်ကလေးကိုတက်စိတ်ပေါ့နော်ကိုယ့်အတက်က30ဆိုရင်ဝါအချောင်း30တူမဟုတ်ရင်နဲ့စတိဟိုဆရာတို့အကူပြောင်းလေးလဲကောင်းအောင်အဆိုးတွေကနေညှန့်နေရရှိသွားအောင်လို့အညံ့အဆိုးတွေကနေပြီးတော့အညံ့တွေကိုပြောက်ပြီးတော့အကောက်နေဘက်ကိုကူပြောင်းသွားအောင်လို့ဒီဇင်ဘာလောက်တူမဟုတ်ရင်ဆရာတို့ဇန်နဝါရီလလောက်2026ဇန်နဝါရီလောက်လောက်မှာဝါတရားလေးလှူစေချင်ပါတယ် တက်စိတ်ကလေးလှူရင်တော့ပိုကောင်းတယ်တကယ်လို့မှဝါသနာကိုတက်စိတ်မရှိဘူးဆရာကြီးဆိုရင်တော့အ ਨੇ ဆုံးကိုလုံးတိတိလှူပေးဖို့လိုအပ်တယ်ကိုလုံးတိတိလှူပေးဖို့လိုအပ်တယ်ဖြစ်နိုင်ရင်တော့တက်စိတ်ကလေးပေါ့ဝါသနာလေးနဲ့စရီကလေးအစိုးခနဲ့အညံ့ကိုရောက်ကြည့်သွားအောင်ဥပမာဗျာကြီးကြီးပြောရင်မြတ်စွာဘုရားရှင်ဟာဒီမင်္ဂလာမြတ်စွာဘုရားနာမှာသူ့မိသားဆိုတဲ့အလောင်းလာဘဝတုန်းကကြောကလေးခင်းပြီးလှူခဲ့တဲ့ကုသိုလ်ကြောင့် ဒီရဲ့ဆရာတို့ပရကဘာမှာကောရမရဲ့လို့ပွင့်တာပေါ့သို့တော့ထားပါလေဒါကတော့ဆရာတို့ဘာသာရေးတွေစံတဲ့အတွက်မပြောတော့ဘူးဘယ်ဘာသာမှဆိုလုံးလို့ရတယ်ဆရာပြောတဲ့အကူပြောင်းလေးကောင်းအောင်လို့ပြုလုပ်ပေးလိုက်ပါဒါဆိုရင်မိတ်ဆွေပုတ်တပုတ်ရအောင်သာသမီးတွေကကန်ဆာတာညံ့မှုတွေကနေကန်ဆာတာကောင်းမှုတွေကိုရရှိလာမှာအသေးချာပဲဖြစ်ကြောင်းနဲ့ပြီးခဲ့တဲ့2025ကိုခွာရှပြီးမေးလိုက်တော့ငါဟာ2026မှာကောင်းပြီဆိုတဲ့စိတ်ကလေးမန်ကလေးသွင်းပြီးတော့ဟေး2026မှာတော့ငါဟာကောင်းပြီဆိုတဲ့စိတ်ကလေးနဲ့ပဲဖြတ်တန်းလိုက်ရင်မိတ်ဆွေတို့အတွက်စိတ်ချမ်းသာစရာအားတက်စရာ တိုးတက်နိုင်စရာတွေအများကြီးရရှိမယ်လို့ဆရာကပြောလိုပါတယ်ကဲဒါဆိုရင်တော့ဗုဒ္ဓဘုရားဥဒ္ဒသမိတ်ဆွေတို့စိတ်တက်မကြနဲ့ရာဟုဒ္ဒသမိတ်ဆွေရောဗုဒ္ဓဘုရားဥဒ္ဒသမိတ်ဆွေရောဆရာ2026မှာဆရာငယ်နဲ့တူတူကံကောင်းခြင်းတွေနဲ့ဆရာစောင့်နေမယ်အားလုံးပဲလှမ်းလာခဲ့ဖို့မျှော်လင့်ကြောင်းနဲ့ကဲဗုဒ္ဓဘုရားဥဒ္ဒသမိတ်ပြီးတော့အခါပေးရမှာတော့ကြာစာပရိရောက်ပြီကြာစာပရိဒ္ဒသမိတ်ပြီးပါဆရာကိုမှတ်ပေးပါဦး